မက်ဆီနဲ့ရော်နယ်ဒိုတို့ကိုလာပုံဖို့နေရာမှာပေါင်းစည်းမဲ့တီဗက်စ်ရဲ့နှုတ်ဆက်ပွဲဖော်လွန်ကြသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။အာဇင်တီးနားကစားသမားဟောင်းကြီးဖြစ်တဲ့ကာလို့စ်တီဗက်စ်ကသူ့ရဲ့နှုတ်ဆက်ပွဲအတွက်သူ့အသင်းမော်တွေဖြစ်ခဲ့မှုတဲ့လီယိုနယ်မက်ဆီနဲ့ခရစ်စတီယာနိုရော်နယ်ဒိုတို့လိုဘောလုံးလောကရဲ့ကုတ်ကြီးနှူးလုံးကိုအတူဆူစည်းမဲ့လို့ကတိပြုခဲ့ပါတယ်။ ဘောလုံးကစားသမားဘွားကနေအနားယူထားတဲ့ Divas ကသူရဲ့20နီးပါးကြာရှည်ခဲ့တဲ့ကစားသမားဘွားကိုဂုဏ်ပြုတဲ့အနေနဲ့ဘိုကောင်ဂျူနီယာရဲ့ကန်နဝင်ဘောလုံးကွင်းကြီးလာဘွန်ဘူနီယာမှာနှုတ်ဆက်ပွဲကျင်းပဖို့စီစဉ်နေပါတယ်။ဒီပွဲမှာဘောလုံးလောကရဲ့အကြီးအကျယ်ဆုံး icon နှုတ်ဖြစ်တဲ့ Messi နဲ့ Ronaldo တို့ကိုအတူတကွပါဝင်ကစားစေဖို့ရည်မှန်းထားပါတယ်။ မက်ဆီနက်ဒီဗန်စတိုကအာဂျင်တီးနားလက်ရွေးစင်တဲမှာဆယ်စုနှစ်တခုကြာလက်တွဲကစားခဲ့ကြပါတယ်။သူတို့ရဲ့ပထမဆုံးအထူးကပြန်ပွဲအတူတကွပါဝင်ခဲ့တာကတော့2006ခုနှစ်ဂျာမနီမှာကျင်းပခဲ့တဲ့ကမ္ဘာဖလားပြန်ပွဲဖြစ်ပြီး2010တောင်အာဖရိကမှာကျင်းပခဲ့တဲ့ပြန်ပွဲဖြစ်2009နဲ့2017နဲ့2015ခုနှစ်တွေမှာကျင်းပခဲ့တဲ့ကိုပါအမေရိကဖလားပြန်ပွဲသုံးခုမှာလည်းပါဝင်ပြီးတော့ရှင်မြိုင်ခဲ့ကြပါတယ်။ တီဗက်စ်နဲ့ရိုနယ်ဒိုရဲ့ဆက်ဆံရေးကတော့2009ခုနှစ်ကနေ2019ခုနှစ်ထိမန်ချက်စတာယူနိုက်တက်မှာကစားခဲ့တဲ့အမတ်တရကာလတွင်ကရရှိခဲ့တာပါ။ရိုနယ်ဒိုဝိန်းရိုနီတို့နဲ့တူတီဗက်စ်ကကြောင်းမဖွဲတိုက်စစ်တွဲဖြစ်ပုံဖော်ရမှာပါဝင်ခဲ့ပါတယ်။သူတို့တူတကွာ Old Trafford မှာ Premier League ဖလား၂ချိန်ဆက်တိုက်2008 Champions League ဖလားနဲ့ FIFA ကလပ်ကမ္ဘာဖလားတို့ကိုစုကူးနိုင်ခဲ့ပါတယ်။ အော်ဂါနဲ့အင်တာဗျူးမှာဒီဗက်စ်ကသူ့ရဲ့အိမ်မက်ဆန်ဆန်နှုတ်ဆက်ပွဲအတွက်ဖိတ်ကြားမဲ့သူတွေအကြောင်းကိုလီယိုနယ်မက်ဆီခရစ်စတီယာနိုသူတို့ကျွန်တော်တို့ခေါ်လာမှာပါကျွန်တော်ကိုယ်တိုင်သွားခေါ်မှာပါသူတို့နံပါတ်တွေကျွန်တော် WhatsApp မှာတင်ထားတယ်လို့ပြောဆိုခဲ့ပါတယ်ဒါပြင်တစ်ပတ်မှာအဒဝင်ဘန်နာဆာနောက်တစ်ပတ်မှာဂျန်လူဝီဂျီပူဖွန်နဲ့ကိုသမားနေရာမှာထားမယ်ခန်းစင်းမှာတော့ရီယိုဖာတီနန်နီမန်ဂျာဗီတင်ဂျော်ဂျီယိုဂျီယယ်လီနီ လီယိုနာໂດပနူချီရိုကိုခေါ်မယ်။ပက်ထရစ်အီရာကျွန်တော်ညီကိုဒုတိယရှိရမယ်။ကွင်းလဲမှာအန်ဒရီယာပီယာလုံ၊ပေါ့စကိုရိုမန်ရီကွမ်မီကတော့မပါမဖြစ်ပါရိုနီယာလည်းပါမှာပါလို့လည်းတီဗက်စ်ကပြောဆိုခဲ့ပါတယ်အခုဆိုရင်တီဗက်စ်ကဘိုကာဂျူနီယာမှာနီးပြားဖြစ်လောက်ကိုင်းနေပြီးဒီကွင်းမှာပဲသူ့ရဲ့နှုတ်ဆက်ပွဲကိုကျင်းပဖို့ပြင်ဆင်နေပါတယ်